အားလုံးကြမှာဘေကင်းကြပါသေးဗျာအော်တိုဘလ28နေ့နေကင်းပိုင်းအတွက်လူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုတုံ့လို့တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့မြန်မာစစ်တပ်ကျင်းပမဲ့ရွက်ကပွဲမတိုင်မီမှာတိုင်းရင်းသားတွေနဲ့အတိုက်ခံရသူတွေအားလုံးကိုမလေးရှားနိုင်ငံကွာလာလပူမြို့ကိုခေါ်ပြီးတော့မလေးရှားဝန်ကြီးချုပ်ကတွေ့မယ်လို့ဆိုပါရတယ် နောက်63လုံးပွိုင်ကုန်းကိုထိုးသိမ်းစစ်နေတဲ့စစ်ကောင်စီစစ်ကြောင်းကအေးမလှပဲနောက်ပြန်ဆုတ်ရတဲ့အပြင်ဒီရှိတဲ့စခန်းတွေပါထပ်ပြီးအသိမ်းခံနေရတယ်လို့သိရပါဗျ။ပြီးတော့ဒီကြားဖြန့်အပါဝင်နေသက်ဖြတ်ကျော်ရာသွေးမှုတွေကိုနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ဖြေရှင်းဖို့အသင့်ရှိတယ်လို့ NUG ကပြောလိုက်ပါဗျ။ကော့ဂရီမျိုးနဲ့အာရှလန်နဲ့ဒေါ်နာတောင်လန်ဟောင်းတို့မှပြန်လည်ထိန်းချုပ်နိုင်မှုစစ်တပ်ကအပြင်းထန်ထိုးသိမ်းစင်တာကြောင့်မို့နေတိုင်းတိုက်ပွဲတွေဖြစ်နေပါဗျ။ နောက်စစ်တွေမြို့နယ်နဲ့မြင့်ကျွန်းတို့မှာနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးတော့ဒီစစ်တွေမြို့ကိုစစ်ကောင်စီတပ်ကအပြင်းထန်ဒေါ်တော်လေးကိုစေရရဒီခံစစ်ပြင်းစင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။စစ်ကောင်စီရုပ်ောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေကိုအာဆီယံကလွှတ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါပြီ။ဒီသတင်းတွေကို စုစည်းထားတာပါခင်ဗျာ။ အရင်ဆုံးတည်င်းတပုတ်နေတဲ့မလေးရှားဝန်ကြီးချုပ်ကအတိုက်ခံတဲ့ဒီတော်လိုင်းအဖွဲ့တွေကိုခေါ်ပြီးတော့ကွာလာလမ်ပူမှာတွေ့မယ်ဆိုတဲ့တည်င်းကိုတင်ဆက်ချင်ပါတယ်။ဒီမြန်မာစစ်တပ်ကဒီကျင်းပမဲ့ရုပ်ောက်ပွဲမတိုင်မီမှာတိုင်းရင်းသားတွေနဲ့တိုက်ခိုက်အရန်သူတွေအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွနေမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။အာဆီယံဥက္ကရာမလေးရှားနိုင်ငံအနေနဲ့တိုင်းရင်းသားလူနည်းစု28ဖွဲ့အတိုက်ခံအင်အားစုအလုံးကိုဒီ အလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုဆောင်ရွက်နိုင်ရေးအတွက်ဆိုပြီးတော့မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမှာဖြစ်တယ်လို့သိရပါတယ်။ဒီမြန်မာအရေးကိုဖြည့်ရှင်းနိုင်ဖို့မြန်မာကိုယ်တိုင်ဥဆောင်ရမှာဖြစ်တဲ့အကြောင်းရွေးကောက်ပွဲကိုလေ့လာဆောင်ကြည့်သူတွေစိတ်လွတ်ဖို့စစ်တပ်ရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်တဲ့အကြောင်း၎င်းကဆိုပါတယ်ခင်ဗျာ။ ဒီမြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ဖို့ပြက်ကွက်နေတာကြောင့်မြန်မာစစ်ကောင်းတောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှာတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်တဲ့အကြောင်းအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီမလေးရှားနိုင်ငံကွာလန်လူပူမြို့မှာအောက်တိုဘာ26ရက်နေ့အာဆီယံနိုင်ငံကြီးဝန်ကြီးတွေအစည်းအဝေးအပြီးမှာအချက်28ချက်ပါမြမအရေးဆွေးနွေးချက်စာရန်းကိုထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီကြေညာချက်မှာအဓိကအချက်တွေအနေနဲ့မြန်မာစစ်တပ်ကဒီအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိတဲ့အကောင့်တွေပေါ်တိုးတက်တာတွေမလုံဆောင်နိုင်ဘူးဆိုရင်တော့အာဆီယံအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးတွေမြန်မာစစ်ကောင်းဆောင်တွေကတက်ရောက်ခွင့်ပြုမှာမဟုတ်ဘဲနဲ့ နိုင်ငံရေးအရာကိုစားမပြုတာကိုသာတက်ခွင့်ပြုမှာဖြစ်တဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာဒါပြင်ဒီအာဆီယံနိုင်ငံသားဝင်ကြီးတွေအစည်းအဝေးရဲ့ကြီးညာချက်မှာယူကောပွဲတွေမကျင်းပမီနိုင်ငံရေးအချက်အလက်ကိုဖြည့်ချင်းဖို့ဘုံသဘောတူညီချက်၅ချက်ကိုဒီအကောင့်တွေပေါ်ပြီးတော့အကြံဖက်တာတွေကိုရပ်တန့်ရမှာဖြစ်တဲ့အကြောင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ရခိုင်ပကတိုက်ပွဲသတင်းကိုဆက်ချင်ပါတယ် ဒီအရကတတော်အေးတိမ့်ပိုက်ထားတဲ့ပဲခူးတိုင်းဗရောင်းမြို့နယ်ပကံခွေကျေးရွာအနီးမှာရှိတဲ့63လုံးပွင့်ကုန်းကိုအကြံဖက်စစ်တပ်က ပြန်လည်ထိုးသိမ်းတိုက်ခိုက်တာမှာအောင်မြင်မှုမရတဲ့အပြင်လူနဲ့ရိတ်ခါထောက်ဖို့လုပ်နေတဲ့စစ်တပ်ဂျာစကန်တစ်ခုကိုပါ လက်လွတ်လိုက်ရတယ်လို့သိရှိရပါတယ်ခင်ဗျာစစ်တပ်ကတောင်ကုတ်အိုးရှိပင်ရိုးတောင်ကျော်လမ်းအနီးမှာရှိတဲ့အေးကတိမ့်ပိုက်ထားတဲ့ပွိုင်း63လုံးစကန်ကုန်းကိုပြန်လည်ထိုးသိမ်းတဲ့အောင်မြင်မှုမရတဲ့အပြင်ဂျာစကန်တစ်ခုကိုပါအေးက ထပ်ပြီးတင်ပတ်လိုက်ပါတယ်လို့ဒေတာတွင်စည်ရေးတရင်အရေးမြစ်သူကပြောဆိုတာပါအဲ့ဒီ point 3လုံးစကန်ကုန်းကိုပြန်လဲထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကအကြဆုံးများပြီးတော့နောက်ဆုတ်ရမှာအေအေကလိုက်လံချိန်မှုတက်ခတ်နေတဲ့အချိန်မှာအဲ့ဒီစကန်ငယ်တစ်ခုကိုထပ်တင်ပတ်လိုက်ရတာလို့ဒီစည်ရေးတရင်အရေးမြစ်သူက ပြောပြတာပါအဲ့ဒီစကန်ငယ်ကိုတင်ပတ်ရပြီးတဲ့နောက်မှာစစ်ကောင်စီဟာကပ္ပဆ16နဲ့နှမိုင်ကျော်လောက်အကွာအဝေးဝင်းကျင်ကို ဝိုင်းတွဲချက် ဒီ drone တွေတင်ကားတွေအတွဲလိုက်ပြက် drone တွေနဲ့အဆက်မပြတ်ပြစ်ခတ်နေတယ်လို့လည်းသူကဆက်ပြောပါတယ်ခင်ဗျာလက်ရှိတိုက်ပွဲဟာကပ္ပစ၁၆အနီးမှာထိရောက်ရှိလာတာကြောင့်ဒီစစ်ကူစစ်ကြောင်းတွေထပ်မံဆင်းလွတ်ထားပြီးတော့မတုံကျေးရွာပတ်ဝန်းကျင်မှာတပ်ဖွဲ့ဝင်အင်အား900လောက်ဒီတပ်ဖြန့်ထားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ခင်ဗျာဒီစစ်ကောင်စီဟာကပ္ပစ၁၆ဝင်ပေါက် .63 လုံးစကန်ကုန်းကိုအေအူးဆောင်တဲ့တော်လိုင်းဖွဲ့တွေကအောက်တိုဘာ၁၄ရက်နေ့မှာ တိမ့်ပိုက်ခံရပြီးတဲ့နောက်မှာအဲ့ဒီစကန်းကုန်းကိုစစ်တပ်ကတိုက်ခိုက်လာတာဖြစ်ပါတယ်။လက်နက်ငယ်ပြစ်တံတွေတွေကိုမတုံကြေးရွာကနေကြားလာရတာကြောင့်အနီးနားကြေးရွာတွေကဒေသခံတချို့လည်းဒီစစ်ရှောင်သွားကြတယ်လို့ဆိုပါတယ်ခင်ဗျာ။မြန်မာစစ်တပ်ရဲ့လက်နက်ခဏထုတ်လုပ်ရမှာအဓိကမပါမဖြစ်တဲ့ကုံကြောနဲ့ဒီကုံကြမ်းနှမျိုးလုံးကိုထုတ်လုပ်တဲ့ကပ္ပဆ16ဟာလက်ရှိမှာချင်းချောက်ခံလိုက်ရပြီးတဲ့နောက်မှာအနီးဝန်းကျင်မှာရှိတဲ့ကပ္ပဆ ငါကိုတို့ကပါစည်ရည်ပြင်ဆင်တာတွေအကြီးအကျယ်လုပ်နေရတယ်လို့သိရပါတယ်။ဒီကပ္ပဆ76ကိုအချမ်းဖက်စစ်တပ်ကနေရောညပါကင်းထောက်ဒရုန်း5စီးနဲ့ဒီကင်းထောက်နေပြီးတော့ jet fighter ဝိုင်းတွဲတို့ကပါအဆက်မပြတ်နေရောညပါစောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ကနောက်ကြဖြန့်ကိစ္စနဲ့ပတ်သက်လို့ NUG ကနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသိရှိတယ်ဆိုပြီးတော့ဒီနေ့ပြောလိုက်ပါတယ် နိုင်ငံတကာအွန်လိုင်းငွေလိမ်လုပ်ငန်းကြားပြအပါဝင်ဒီနေသက်ပြတ်ကျော်ရာသွေးမှုတွေကိုဖြည့်ချင်းဖို့ကျူပန်းတာကိုအတိမတ်ပြုတဲ့အကြောင်းနဲ့ဒီပူပေါင်းဆောင်ရွက်ဖို့လည်းအသင့်ရှိတဲ့အကြောင်းအမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီကပြောလိုက်ပါတယ်။ဒီဒီနေ့အောက်တိုဘာလ28ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်းလကထက်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။သူပြောတာက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင့်ထည့်ဖော်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်လို့သူကပြောပြတာဖြစ်ပါတယ်အွန်လိုင်းကြဖြန့်လုပ်ငန်းတချို့ကိုအနာသိတက်ကရောင်ပြစီးနှင်းနေတဲ့လက်ကွက်ထဲမှာဝင်မိကြဖို့လည်းအရေးကြီးတယ်လို့ဆိုပါရက်။ဒါ့ပြင်နေကြောင်တက်တွေဟာအနာသိစစ်တပ်ရဲ့လက်အောက်ခံဖြစ်တာကြောင့် online ငွေလိမ်လုပ်ငန်းတွေနောက်ွယ်မှာစစ်တပ်ကောင်းဆောင်တွေလည်းထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်လို့လည်းဆိုပါရက်ဒီပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကငွေလိမ်ချန်ဝန်း KK ဘက်ကိုစစ်ကောင်မရှင်ကဝင်စစ်ခဲ့တဲ့အကြောင်းဝါဒဖြန့်ပြီးတဲ့နောက်မှာထပ်ပြီးတော့ဝင်ရောက်စစ်ဆေးမဲ့တရင်တွေကြောင့်ကြားဖြန့်လုပ်သားတွေထိုင်းဘက်ခြမ်းဇက်တိုက်ထွက်ပြေးနေပြီးတော့ငွေလိမ်ချန်ဝန်းအတွင်းမှာပောက်ကွဲမှု၄ချိန်တက်မနေ့ဖြစ်ပွားခဲ့ပါရက် အဲ့ဒီပောက်ကွမ်းမှုမှာထိုင်းဘက်ကိုဘုံအစတွေလွင့်ဆင်လာသေးတယ်လို့လည်းထိုင်းသတင်းဌာနတွေဖော်ပြချက်အရသိရပါတယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်မှာရှိတဲ့ online ငွေလိမ်ချန်ဝန်း KKP ကို KNU ကအကျိုးမြတ်ရယူပြီးတော့ဒီမြေငါရန်တာနဲ့လုံခြုံရေးယူနေတယ်ဆိုတော့စစ်ကောင်စီရဲ့စွပ်စွဲချက်ကို KNU ကတက်သိနေတကွညှင်းဆိုတဲ့အကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒီပြီးခဲ့တဲ့ရက်ပိုင်းက Justice for Myanmar ကလည်းဒီ KKP ရဲ့လူညုံရေးနဲ့စီမံခန့်ခွဲမှုတွေကိုနေကြားဆောင်တပ်ကတိုက်ရိုက်ပါဝင်ပတ်သက်နေတာဖြစ်တယ်လို့ထုတ်ပြန်ထားပါသေးတယ်ခင်ဗျာ။နောက်အာရှလန်းနဲ့ဒေါ်လာတောင်လန်ဟောင်းရဲ့ဒီတိုက်ပွဲအခြေအနေကိုဆက်ပြီးတင်ပြလိုပါတယ်။ အော်တိုဘာလအစပိုင်းကစတင်ပြီးတော့အကျန်းဖက်စစ်တပ်ကကော့ကရစ်မြို့နယ်အာရှလမ်းနဲ့ဒေါနတ်တောင်လမ်းဟောင်းကိုဒီပြန်လည်ထိန်းချုပ်ဖို့အတွက်ဆိုပြီးတော့စစ်မှုထမ်းတပ်သားတဲ့အမြောက်အများအုံပြုကထိုးစစ်ဆင်တိုက်ခိုက်နေလို့နေ့စဉ်နေရာနှတ်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဒီအောက်တိုဘာလ24ရက်နေ့နဲ့25ရက်နေ့တွေမှာကော့ကရိတ်မြို့နယ်မြပရန်ရွာမှာအကြမ်းဖက်စစ်တပ်နဲ့တွန်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ဒီစစ်တပ်ဘက်ကထိခိုက်သေးဆုံးတာတွေများပြားတာကြောင့်ပြန်လည်ဆုတ်ခွာသွားကြောင်းလည်းသိရပါတယ်ခင်ဗျာအလားတူပဲအော်တိုဘလ26ရက်နေ့ကလည်းထီဖူးဆန်ရွာနဲ့ကော့ဖန်ရွာအကြားကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်တော်လိုင်းရဲဘော်တွေကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ် ဒါပြင်အဲ့ဒီနေ့မွန်းလဲနှစ်နာရီလောက်မှလဲတမိုင်ကုန်းရွာနဲ့ကွန်းနဲ့ရွာဘက်မှာထိတိတပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာဒီနဘူးနန်းကော့တေးလမ်းခိုပိုင်းမြပရိုင်ရင်ခွဲတောင်လမ်းပိုင်းကိုလဲအကျံဖက်စစ်တပ်ရဲ့နဘူးဒေသအခြေစိုက်ခမရ၅လေးခွန်တက်ရဲ့၅လေး၈ငါလေးကိုနဲ့ဒီ DKB ဘူပြီးအဖွဲ BG အဖွဲတို့ကစစ်ကြောင်းထိုးနေတယ်လို့လည်းသိရပါဗျာခင်ဗျာ ကော့ကရိတ်စီအခြေအနေနဲ့ပတ်သက်လို့တရင်ရင်းမြစ်တယောက်ပြောပြတာကတော့ဒီကော့ကရိတ်မှာတနေ့ကို9နေရာလောက်တိုက်ပွဲဖြစ်နေတာအာရှလမ်းနဲ့ဒေါနာတောင်လမ်းခေါင်းကိုရအောင်တိုက်မှလမ်းပြန်ပွဲမှာဆိုတော့စစ်ခွေးတွေကအသက်ကုန်းမဲပြီးချနေတာသေတာမနေတော့ဘူးယာကနန်းဖြစ်နေပြီးထွက်ပြေးလင်းဝင်တာရောဒဏ်ရာရနဲ့အရှင်မိတာရောလက်နဲ့ချတာရောရှိနေတယ်လို့ဒေတာရင်းစီးတဲ့အီးမေးလ်ကဆိုပါတယ်ခင်ဗျာ။ ဒီအကြံဖက်စစ်တပ်ကကော့ကရစ်မြို့နယ်အတွင်းကိုစစ်ကူပို့နိုင်ဖို့တပ်မ22ဖအံဘက်က6ပိန်းက4ကြီးနဲ့ဒီကြုံတိုးဘက်ကိုစစ်ကူခရံပို့ဆောင်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်မော်လမြိုင်ရတခဘက်ကလည်းကော့ဘိန်းမွန်ရွာကိုစစ်ကား6စီးအင်အား100လောက်နဲ့ဖြည့်တင်ထားတယ်လို့သိရပါတယ်။ပြီးတော့ဒီ DKBA BGN နဲ့ PC အဖွဲ့ကိုပါစစ်တပ်ကလမ်းပြဖြစ်ခေါ်ဆောင်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခိုင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ နောက်သတင်းတပုတ်ကတော့ဒီစစ်တွေမြို့နယ်နဲ့ဒီအမြင့်ကျွန်းတို့မှာဒီနှစ်ဖက်ပြစ်ခတ်မှုတွေအပြန်အလှန်ရှိနေတယ်လို့ပဲဒီစစ်ကောင်စီတပ်ကစစ်တွေမြို့ကိုဒီခုခံစစ်အဖြစ်ပြင်းထန်ပြင်းစင်းနေတယ်လို့သိရပါဗျ။ရခိုင်ပြည်စစ်တွေမြို့ပြမှာရှိတဲ့အောင်တိုင်ကျေးရွာနဲ့အမြင့်ကျွန်းတို့မှာအခုလ26ရက်နေ့ကနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်ကော်မရှင်ကစစ်တွေမှာစစ်ရေးပြင်ဆင်တာတွေကိုတိုးမြှင့်လုပ်ဆောင်လာတယ်လို့သိရပါတယ်ခင်ဗျာ အော်တိုဘာ26ရက်နေ့ညကအမြင်ကျွန်းအနီးမှာရှိတဲ့ကင်းချောင်းတရအနီးမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အေအေနဲ့မြန်မာစစ်တပ်တို့အကြမ်းမှာနှစ်ဖက်ပစ်ခတ်တာတွေဖြစ်ပွားခဲ့တယ်လို့စစ်တွေမျိုးအနောက်ဖက်ပင်လယ်ကမ်းခြေမှာတည်ရှိတဲ့အောင်တိုင်ကြီးရွာမှာလည်းအေအေနဲ့မြန်မာစစ်တပ်တို့အကြမ်းမှာပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ26ရက်နေ့ညစစ်တွေမျိုးနဲ့အောင်တိုင်ကြီးရွာဒီနှစ်ဖက်ပြန်လည်လက်နက်ငယ်တွေနဲ့ပစ်ခတ်တံကြားခဲ့ရတယ်လို့စစ်တွေမျိုးပြည်မှာရှိနေတဲ့ ဒီဒေသခံမြို့သားတို့ကပြောပြပါရယ်အွန်လိုင်းကြီးကဘက်ကနေလုံခဲ့တဲ့စနေနေ့ညအချိန်ကလက်နက်ငယ်ပစ်ခတ်တန်နေကြရတဲ့တိုက်ပွဲဖြစ်တာလားတော့မပြောနိုင်ပေမဲ့လက်နက်ငယ်တန်တွေကအချိန်အတော်အကြာကြီးကိုကြားခဲ့ရတယ်လို့၎င်းကပြောပြပါရယ်အဲ့ဒီလိုစည်ရေးအခြေအနေတင်းမာလာတာကြောင့်အကြံဖက်စစ်ကော်မရှင်ဟာစစ်တွေမြို့မှာစည်ရေးလှုပ်ရှားတာတွေကိုတိတိတသာတိုးမြှင့်လိုက်ပြီးတော့မြို့ပြင်ခံစစ်ကိုလည်းအခိုင်အမာပြင်ဆင်လာတဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာ အကြံဖက်မြန်မာစစ်တပ်ဟာစစ်တွေမြို့ပြင်မှာရှိတဲ့လက်ရှိပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အောင်တိုင်းအမြင့်ကျွန်းအပါဝင်ရွာပေါင်း20ထက်မနည်းကပြည်သူတွေကိုစစ်တွေမြို့တဲကိုအတဲအဓမ္မပို့ဆောင်ထားပြီးဖြစ်တယ်လို့မြို့ပြင်မှာလည်းပြည်သူတွေရဲ့သွာလာခွင့်ကိုလည်းလုံးဝပိတ်ပင်ထားတာကြောင့်လက်ရှိစစ်တွေမြို့ပြင်မှာဖြစ်ပွားနေတဲ့ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတော့အခြေအနေမှန်ကိုသိရှိဖို့ခက်ခဲနေတယ်လို့စစ်တွေမြို့ကဒေသခံတွေကပြောကြပါတယ်ခင်ဗျာ ဒါပြင်စစ်တွေမျိုးပပလက်မှာရှိတဲ့နှင်ထုတ်ခံထားတဲ့စစ်တွေမျိုးပြင်ရှိကြေးရွာတွေမှာလည်းပြည်သူတွေရဲ့အိမ်တွေကိုဖြိုချဒီရောင်းချထားသလိုကရုတ်ကျင်းတွေကာကင်းစခန်းတွေဘန်ကာတွေတိရောက်ထားသလိုမင်းမျိုးမိုင်းတွေလည်းထောင်ထားတဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီအောင်တိုင်းကြေးရွာကရွာသားတွေကိုကြေးရွာတွေကနှင်ထုတ်ထားပြီးတော့ရွာထဲမှာစခန်းချထားတဲ့အကြံဖက်စစ်တပ်နဲ့အေတို့ပြစ်ခတ်တာတွေဖြစ်ပွားခဲ့တဲ့အပေါ်မှာလက်ရှိအချိန်ထိနှစ်ဖက်စလုံးကတော့တုံတရားသတင်းထုတ်ပြန်တာမရှိသေးပါဘူးခင်ဗျာ ။နောက်သတင်းတပုတ်ကတော့ဒီစစ်ကောင်စီရွက်ကောက်ပွဲတွေစောင့်ကြည့်လစ်လာသူတွေအာဆီယံကဆီလွတ်မှာမဟုတ်ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။လာမယ့်ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့ဒီစစ်ကောင်စီရွက်ကောက်ပွဲတွေအာဆီယံကစောင့်ကြည့်လစ်လာသူတွေဆီလွတ်မှာမဟုတ်ဘူးလို့တန်တမာအရင်းမြစ်တွေက AFP သတင်းဌာနကို ပြောပါရတယ်။အနာသိန်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေဆွေလွတ်ဖို့အာဆီယံကို တောင်းဆိုထားပေမဲ့အာဆီယံအဖွဲ့ဝင်၁၇နိုင်ငံအကြားမှာဘုံသဘောတူညီချက်မရရှိတာကြောင့်အာဆီယံရဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကိုယ်တိုင်အဖွဲ့ကိုဆွေလွတ်မှာမဟုတ်ဘူးလို့တန်တမန်တွေကဆိုကြပါရခင်ဗျာဒီအာဆီယံအနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆွေလွတ်မှာမဟုတ်ဘူးဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့နိုင်ငံဆက်ဆံရေးအပေါ်မူတည်ပြီးတော့စောင့်ကြည့်လေ့လာသူတွေလွတ်လွတ်လပ်လပ်ပဲ ဆေလွတ်နိုင်ပါတယ်လို့မိမဖို့လူသူတန်တပန်တူက AFP သတင်းဌာနကိုပြောဆိုထားတာပါနောက်ထပ်တန်တပန်တူကလည်းအာဆီယံအဖွဲ့အစည်းကြီးကအောက်ကနေပြီးတော့ဒီကိုယ်စားလှယ်ဖွဲ့တွေဆေလွတ်ဖို့ဖွဲ့ဝင်နိုင်ငံတွေအကြဘုံသဘောတူညီချက်မရချိဘူးလို့ပြောဆိုပါတယ်အခုလိုအာဆီယံကရုပ်ောက်ပွဲစောင့်ကြည့်လေ့လာသူတွေမဆေလွတ်တာဟာတရားဝင်မှုလိုချင်နေတဲ့စစ်ကောင်စီအတွက်ထိုးနှက်ချက်ဖြစ်လာမှာတည်ကြတယ်လို့နိုင်ငံတကာလစ်လာရေးအကဲခတ်မူစတာဖာအစ် ဇတင်ကပြောပါတယ်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကစစ်ကောင်စီရုပ်ောက်ပွဲကိုအတူရောင်ဖြစ်တယ်လို့ရှုံချထားပြီးတော့ BB ဆိုင်ရာလူငယ်ချမ်းသာကွင်အဖွဲ့ AI ကလည်းဒီရုပ်ောက်ပွဲကိုဝေဖန်တဲ့ဘယ်သူကမှမစိုးဖိနှိပ်တဲ့နှီးပြူဟာတွေနဲ့ပတ်သက်လို့စစ်ကောင်စီကိုဆွဆွဲအပြစ်တင်ထားပါတယ်လက်ရှိအာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကချက်ချင်းအပြစ်ကရစဲဖို့မနေ့ကထန်လောင်းတောင်းဆိုထားပါသေးတယ်ခင်ဗျာ ဒီအာဆီယံခေါင်းဆောင်တွေဟာမြန်မာအကြက်တဲနဲ့ပတ်သက်လို့အလွန်မင်းစိုးရင်ကြောင်းနဲ့ငြိမ်းချမ်းရေးအတွက်ထိရောက်တဲ့တိုးတက်မှုမရှိတဲ့အပေါ်မှာလည်းသတိပေးကြောင်းအောက်တိုဘာလ26ရက်ပူရဲကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်မြန်မာအကြက်တဲကိုကူညီဖြည့်ရှင်းနိုင်မဲ့ဘုံသဘောတူညီချက်5ရက်ကိုဒီပို့မှုထိရောက်တဲ့အကောင့်တွေဖော်မှုတွေလိုအပ်တဲ့အကြောင်းကိုလည်းရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။အောက်တိုဘာလ28ရက်နေ့ပိုင်း တင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်